ီပွဲလေးကရန်ကုန်မြို့မှာပထမဆုံးကျင်းပတဲ့ပွဲလေးဖြစ်ပါတယ်။အဲဝက်စတန်မှာဆိုရင်ကျွန်တော်ဒီပွဲလေးဒီပွဲမျိုးကအရန်ကို used to be ပေါ့နော်။အဲ့မထူးခြားတဲ့ပွဲမျိုးပေါ့နော်။နိုင်ငံသားမှာတော့ဆမ်မရာသည်လူရသည်အစမှာဆိုလို့ရှိရင်တို့အားလုံးပဲ cool side မှာရဖြစ်ဖြစ်အဲတို့ two piece နဲ့ပေါ့နော်။လောကကို sexy star white town ပဲ bia town ပဲ alanza fashion နေနဲ့လူငယ်စုပြောင်းမှာပါတီလုပ်ကြရဲ summer ဆောင်းပါတော့เนาะတို့နိုင်ငံတွေကတော့သိရမှာ two piece ပေါ်တော့မှာ တို့ကရေးကလေးအမိုက်စား2 piece လေးတွေကိုထွင်ကြရဲဒါချော်လေးရှိရတယ်။အဲကြောင့်မို့အဲ့ဘွယ်ကိုတို့ကတင်ပါကြတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတော့ဖြစ်နေတဲ့ဟိုကျင်းပနေကြဘွယ်မျိုးတွေတော့မဟုတ်သေးဘူး။အခုတော့စနေပြီပေါ့နော်။ဒီနေ့မြန်မာနိုင်ငံကလူငယ်တွေအားလုံးပဲပဲ international အမြင်ရှိနေပြီ sexy fashion လေးအမြင်ရှိနေပါရီအားကြောင့်မို့ကျွန်တော်ဒီဘွယ်ကိုဒီနေ့မှစပြီးတော့မှစမ်းသက်ပြီးတော့ကျင်းပခြင်းဖြစ်ပါတယ်။ကြားရလားအားလုံးပဲ။ It's your birthday. And not, you don't know we that's your birthday. Go shout it's your birthday. We gon' party like it's your birthday. birthday. <laughs> ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပွဲလေးကတော့ညိုင်းညိုဟိုတယ်ထဲမှာကျင်းပပြုလုပ်တဲ့ Success and Hotels Party 2014ဖြစ်ပါရှင်

တန်ဆေးလုံပဲပေါ့နော်တန်ဆေးလုံပဲပေါ့အရင်အရင်တောင်းကြရင်လည်းမကောင်းဘူးပေါ့အခုအခုဆိုပြဿနာလည်းမရလည်းမဖြစ်ဘူးအားလုံးပြောပြောရှင်းရင်ပဲအရင်မူဝါလည်းမကောင်းဘူးကျွန်တော်အဲ့တော့အားလုံးပေးဘူးဗျဟုတ်ကဲ့ပါတီစိတ်လိုစိတ်တာပဲလေနိုင်ငံသားမှလည်းအားလုံးပါတီတွေပဲဆိုတော့ဒီမှာလည်းခင်မိလာတော့ဒါတော့ဖြစ်လာမှာပဲဆိုတော့ဟိုကျွန်တော်ဆိုရင်တော့ကျွန်တော် stress release ဒီ stress ရဲ့အများအားခါကျွန်တော် gym ဆော့တယ်လက်ချင်ကလောက်တယ်ဝိမ့်မတယ်ပြေးတယ်ဟုတ်ကဲ့

ပျော်ဖို့လည်းအရန်ကောင်းပါတယ်ဟိုဒီလိုပါတီဆိုတာကလည်းဒီလိုလူငယ်တွေစုံမိုးဆိုတာလည်းခဲရင်ပါတယ်ပါတီလေးလုပ်ပြီးတော့လူငယ်တွေလည်းပျော်ရတာပေါ့နော်ဟိုဒီနေ့ဒီနေ့လောက်လာအဲ့လိုလေးပြင်ပန်းနေရလေးဒီရောက်တော့ပြပြောက်သွားတာပေါ့ ဟိုညီမဒီပွဲတက်ရောက်ဖြစ်တာပေါ့နော်အဲညီမရဲ့တငယ်ချင်းတွေ organizer လုပ်တာနဲ့ညီမကိုဖိတ်တဲ့အတွက်လာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်ဟို party ဆိုတာတော့တော့တက်တဲ့နယ်လို့ညီမထင်ပါတယ်ဘာလို့လဲဆိုတော့အမြဲမဟုတ်ရင်တောင်မှတစ်ခါတည်းလူတယောက်ရဲ့ refreshment တစ်ခုအနေနဲ့ party ကိုလာတဲ့နယ်လို့ညီမထင်ပါတယ်ရှင်ဒီသူတို့တွေလူငယ်တွေကအဲသူတို့တင်ကြမှုတွေဘာညာလဲမွန်ချက်နေတဲ့အချိန်မှာသူတို့တွေဟို active ဖြစ်တယ်ပေါ့နော်ဒါတွေ active ဖြစ်တယ်ပြီးရင် social အဲ social ကိစ္စတွေမှာအကုန်လုံးအကုန်လုံးတကယ်ချင်းအပေါင်းအသင်းတွေအကုန်လုံးလုံးတွေ့တယ်ပြီးတော့ booking မှုတွေဖြစ်တယ်ပြီးွားရင်လူငယ်တွေအကုန်လုံးအဲတောင်းတောင်းနဲ့ရင်းနှီးမှုတွေပါညာဖြစ်တယ်ဆိုရဲအတွက်အဲ့ဒီဘက်ကပိုင်းကကြည့်ရင်တော့ကောင်းပါတယ်ခင်ဗျာ booking တော့ဘာမှမရှိတာကျွန်တော်ကတော့ဘာမှမရှိဘူး day party လောက်ပဲ day party လောက်ပဲရှိတာအဲ့လိုမျိုးအဲဒီကိလူငယ်တွေကပြောရွှင်စရာတွေတော့များလာပါပြီအဲအဲ့ပြောရွှင်စရာတွေများလာသလိုဟိုတခြားဘက်ကလည်းပေါ့နော်အဲအရာအလုံးတိုးတက်လာသလိုတခြားဘက်ကလည်းတိုးတက်မှုတွေရှိလာရင်တော့ပိုကောင်းသွားပါပြီ